ီနေ့မှာတော့ EFF Gas Company က CSR လှူရှာမှုအနေနဲ့ AR တိုင်းဒေတာကြီးမှာရှိတဲ့ပသိမ်မြောင်းမြပန်တနော်မြောင်းတုံးပုကလေးဖြာပုံမူပင်ကြိုက်လက်မျိုးတွေမှာရှိတဲ့ဘုံကြီးကျောင်းတွေမှာကထိန်ပရိဒါပင်စက္ကန့်လှူဒန်းခြင်းနိလေဆုံးစက္ကန့်လှူဒန်းခြင်းရေစက်ချတရားနာခြင်းအထူးကွဲတော်များကိုကျင်းပခဲ့ကြပါတယ် EFF ဝန်ထမ်းတိုင်းအဖွဲ့တိုင်းကလည်းဒီလူဒန်းမှုများမှာတအားသည့်ဥပပေါင်းပါဝင်ခဲ့ကြပြီးတန့်ရှင်းတဲ့အသိန်းပေါ်စေတက်ကိုဖော်ပြနိုင်ခဲ့ပါတယ် Number 1 gas EFF ကျွန်တော်တို့ ARD တိုင်းဒေသကြီးတယ်လန်မြို့နယ်က EFF Gas ကိုလည်းသာထုံးကြီးဖြစ်ပါတယ်။ EFF Gas အနေနဲ့ဒါကျွန်တော်တို့တယ်လန်မြို့မှာဝန်ကထိန်မှာလာပြီးတော့ပူပေါင်းပါဝင်ခင်းကျင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့များစွာအပြီးပြီးဖြစ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့အခုခင်းတဲ့အကြောင်းအရဆိုလို့ရှိရင်မြို့ရဲ့အစော်မှာရှိတဲ့ဆင်းရဲတဲ့ရပ်ကွက်မှာရှိတဲ့အကြောင်းလေးတစ်ကြောင်ဖြစ်ပါတယ်။တကယ်လိုအပ်နေတဲ့အချိန်မှာဒါကျွန်တော်တို့ဘက်က EFF Gas နဲ့ပူပေါင်းပြီးတော့ကထိန်ဝဲဖြစ်မှောက်ပြီးတော့ပူပေါင်းပါဝင်ပြီးတဲ့အတွက်ကြောင့်လူလူတွေကလည်းအများကြီးဝမ်းသာအားရဖြစ်မိပါတယ်။ကျွန်တော်အနေနဲ့လည်းဒါခင်းပြသွားတဲ့ဒါ EFF ပူပေါင်းတဲ့အတွက်ကြောင့်ဒီလူလူပြည့်တဲ့အတွက်များစွာ ကျင်းတဲ့ဝမ်းသာပြည်ပြီးဖြစ်ရပါတယ်ရဝမ်ကက် CFF အခုလိုဘုံကတိန်ခင်းခွေးရတာအရင်ကြီးဝမ်းသာပါပဲကျွန်တော်တို့မြန်မာလူမျိုးတွေမှာကြောင်းမသိဖျားမစိအလှူတကာထဲမှာကတိန်ဆိုတာအမျက်ဆုံးပါပဲဒီလိုကတိန်မျိုး EFF ရဲ့ကူညီမှုနဲ့အခုလိုဆောင်ရွက်ခွေးရတာအများကြီးဝမ်းသာပါတယ်ဒီအပကောမနီနဲ့ဝမ်ကဆိုင်တို့ရဲ့အခုလိုမဟာ ဘုံကရင်ဝဲခင်းတဲ့ပွဲမှာစီစီကားကားတရားမြိုင်မြိုင်နဲ့ဖြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီးတော့ဗရေသာဘင်းနေတီးကြရတဲ့အတွက်လည်းအလွန်တရာကိုဝမ်းလာမိပါတယ်ပတိမျိုးမှာ EFF ဘက်ကနေပြီးတော့ကထိန်ပွဲကျင်းပပေးတဲ့အတွက်ပတိမျိုးရဲ့ကိုယ်စားလှယ်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ော့ EA ကုမ္ပဏီကညောင်တုံးမြို့နယ်စားမလောက်ကြီးရမှာကထိန်လာခင်းပေးတဲ့အတွက်ဝမ်းသာပြီးတည်ဖြစ်ရပါတယ်အဲကျွန်တော်တို့အခုလိုမျိုး EF ကုမ္ပဏီနဲ့ဓာတ်တွဲပြီးတော့ကထိန်လူကိုလူတန်းတဲ့အတွက်ကြောင့်အရင်မဲဝမ်းသာပြီးတည်ဖြစ်မိပါတယ် EF gas အနေနဲ့ဒီထက်မှကအောင်မြင်တိုးတက်ကြီးပါပါစေ။ရောင်းဝါးများလည်းဒီထက်မှကကောင်းပါစေ။သံဆောင်နိုင်ကထိန်လူပွဲတော်ဟာဗုဒ္ဓဓမ္မဘောတစ္ဆာရှိခြင်း တန့်ရှင်းမှုနဲ့မေတ္တာတရားတို့ကိုပေးပို့စေနိုင်တဲ့ခန္ဓာတစ်ခုဖြစ်ပါတယ်။ EFF Gas Company မှာလည်းလူမှုအတိုင်းဝိုင်းအတွက်အကျိုးဖြစ်အောင်တန့်ရှင်းနဲ့မုံမြတ်တဲ့စိတ်ထားနဲ့ဆက်လက်၍ကူပေါင်းဆောင်ရွက်သွားပါမယ်။